ဒီနေ့ကတော့တကူလာပြင်းနေဖြင့်မောပန်းအောင်လာဖို့မရကျဲလေးဖြစ်ပါတယ်။ intention ရေလုပ်ပြီးတော့မှခေါင်းလျှော်ရေချိုးလိုက်ပါတယ်။ရေကိုလည်းစားလေးနဲ့ရေချိုးပါတယ်။အားကအညံ့နေတဲ့ negative energy ကိုဖယ်ရှားပေးပါတယ်။ညာဘက်မှာတော့ manifesting လုပ်တဲ့အနေနဲ့ကိုဖြစ်ချင်တာလေးတွေကို စာရွက်ပေါ်မှာချပြီးတော့မှရေးလိုက်ပါတယ်။ ပြီးရင်တော့အဲ့ရရဲ့ crystal bristol လေးကို cleansing လုပ်မှဖြစ်ပါတယ်အဲ့ဒါကတော့ဒီ chakra အမွေဓာတ်လေးကိုတုံးပြီးတော့မှ cleansing လုပ်ပါတယ် cleansing လုပ်နေတဲ့အချိန်မှာကိုဖြစ်ခြင်းနဲ့ခုန manifesting လုပ်ထားတဲ့စာသားလေးတွေကိုရွတ်ပြီးတော့မှအာယုံပြုလိုက်ပါတယ် crystal လေးတွေကို cleansing လုပ်ရင်းနဲ့တခါရဲ manifesting လုပ်ဖြစ်ပါတယ် ဒါမှကိုယ့်ရဲ့ energy လေးတွေကဒီ crystal လေးတွေနဲ့သတားတွေထတ်တူကြနေမှာဖြစ်ပါတယ်။ဒီညမှာ more water လည်းလုံးမှာဖြစ်ပါတယ်။အဲတော့တခါရဲ့ manifesting လုပ်လိုက်ပါတယ်။ပြန်တော့ခုနရေးထားတဲ့ဆိုင်ရွက်လေးကိုခောက်ပြီးတော့မှအပြင်မှာလရဲ့အောက်မှာသွားထားမှဖြစ်ပါတယ် လာကတာနေပါပြီတစ်ပင်လေး꿰နေလို့သိမမြင်ရပါဘူးခုနာရေးထားတဲ့ဆိုင်ရကူအောင်မှခင်ပြီးတော့မှမောဝါတာကိုအပေါ်ကနေတင်ပါမယ်ပြီးရင်တော့ခရစ်စတယ်လေးကိုပြီးမှထားလိုက်ပါရင်ဒီနေ့တိုင်းမင်းတညာလုံးထားမှဖြစ်ပါရင် Now ritual တခုကတော့ခုနကဖြစ်ချင်တဲ့အရာလေးတွေကိုစာရွက်မှာရေးပါမယ်။ပြီးလို့ရှိရင်မီးရှို့ပြီးတော့မှပြာကိုအပြင်မှာသွားပြီးတော့မှမုံရမှာဖြစ်ပါတယ်။မီးမရှို့ခင်မှာသုံးခါလောက်ကိုရေးထားလေးတွေကိုပြန်ဖတ်ပါတယ်။ပြင်မှာပြာကိုလောက်ဝကြည့်ပြီးမှုတ်ထုတ်လိုက်ပါတယ်။ဒါကတော့ Now ritual တခုပါ တမယာဒီတဘမမဟုတ်လို့ရှင်တမယူဒီထက်ချန်ခွေပြီးတော့စားလေးတင်ပြီးဖျောင်းနိုင်ထောင်းมาဖြစ်ပါတယ်ဖျောင်းနိုင်အရှိအရန်တုံနေလို့အဲ့ရဒီဖျောင်းနိုင်အပြာလေးကိုပဲသွန်ပြီးတော့มาမီးထွန်းပြီးတော့มาထားมาဖြစ်ပါတယ်ညင်းနေထီထားมาပါ နောက်ဆုံး ritual တစ်ခုကတော့မြတ်စွာဘုရားကိုစီမီတောက်တော်ရင်နဲ့စီကပ်ပါရင်ပြီးလို့ရှိရင်မဟာသမယတော်မေတ္တာတုံးနဲ့မေတ္တာပို့ပါရင်အလုံးလေးကိုချမ်းမစိတ်ချမ်းသာပြီးတော့မှဘေးပြာရီကင်းဝေးကြပါစေဘေးအနေရီကင်းဝေးကြပါစေ